မင်္ဂလာပါရှင်။ဗောင်မခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးကမာရွတ်ရေစကန်ကိုပျောက်ကြားအဖွဲများတိုက်ခိုက်ဆိုတဲ့တရင်အပဝင်နောက်ဆုံးရတဲ့တရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ ရှမ်းကုန်မြို့ကမာရွတ်မြို့နယ်ရဲစခန်းကိုလက်ပစ်ပုံနှလုံးဖြင့်တိုက်ခိုက်ခဲ့ရာထိခိုက်မှုရှိနိုင်ကြောင်း Operation Flame ဖွဲ့၏တရင်နှင့်ပြန်ကြားရေးတောင်းကန်ကလူလူຫນွေဦးတို့ပြောသည်ကမာရွတ်ရဲကင်းစခန်းကိုဖောက်ခွဲတိုက်ခိုက်ခဲ့တာပါလက်ပစ်နှလုံးထည့်ခဲ့ပါတယ်ထိခိုက်မှုရှိနိုင်ပါတယ်ဟု၎င်းကပြောသည်အဆိုပါစစ်စင်ရေးကို Irela 16ရက်အညာ10နာရီခန့်တွင် Operation Flame နှင့်ရန်ကုန် UG People Army 1 UPA တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်သည် ည10နာရီလောက်ကတော့ပောက်ကွဲတဲ့အခြေကြီးကြားလိုက်ရတယ်။နေရာတော့တေချာမသိဘူးဟုဒေသခံတူကပြောသည်။ရင်းစစ်စင်ရေးလှုပ်ဆောင်သည့်ရဲဘော်အလုံးဘေးကင်းမီဖြစ်ကြောင်းအထပ်ပါတာဝန်ခံကပြောသည်။ OF အဖွဲ့အနေဖြင့်ဆက်လက်၍ရန်ကုန်တော်လိုင်းမဟာမိတ်များဖြင့်ပူးပေါင်း၍စစ်ကောင်စီကိုအရှိန်မြှင့်တိုက်ခိုက်သွားမည်ဟုထုတ်ပြန်ထားသည်။ Operation Flame ဖွဲ့သည့် April 17ရက်ကလည်းငလျင်ဘေးကျုံရသည့်ဒေသများအပအဝင်ပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည့်စစ်ကောင်စီလေတပ်အင်နာတဲ့ line gun ကင်းဂိတ်ကိုလက်ပစ်ပုံနှလုံးဖြင့်တိုက်ခိုက်ခဲ့သည့်ထို့ပြင် April 9ရက်ကလည်းမင်္ဂလာတုံတက်နေမှုယုံ March 3ရက်ကလည်းရွှေပြည်သား Yes Gun February 23ရက်ကမော်ဘီရဲတပ်ဖွဲ့မှုယုံနဲ့ January 14ရက်ကလည်းထောက်ချက် Yes Gun တို့ကိုတိုက်ခိုက်မှုများပြုလုပ်ခဲ့သည် ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းရကတော့သကိုင်းငလင်ကြောင့်ပြိုကျပျက်စီးနေသောနေပြည်တော်ကိုမင်းအောင်လိုင်းကအကွက်ချ၍မြို့သစ်ပြန်တည်မည်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သကိုင်းငလင်ကြောင့်ပြိုကျပျက်စီးနေသောနေပြည်တော်ကိုမင်းအောင်လိုင်းကအကွက်ချ၍မြို့သစ်ပြန်တည်မည်ဖြစ်ကြောင်းရမန်နီစစ်ကောင်စီအစည်းအဝေးတွင်ထုတ်ပြောလိုက်သည်။အကြံဖက်မင်းအောင်လိုင်းကနေပြည်တော်၏မြို့အကွက်ချမှုပုံစံကိုပြန်လည်တွက်ချက်ရေးရေးဆွဲသွားရန်စီစဉ်နေကြောင်းငလင်မကြာခဏလောက်ခတ်ရှိသည့်နိုင်ငံများမှအဆောက်အအုံများတိစောက်ထားရှိမှုများကိုနမူနာယူ၍တိစောက်မှုများဆောင်ရွက်သွားရန်လိုကြောင်း အစည်းအဝေးတွင်ဆိုသည်မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့သောစကိုင်းကလင်းကြီးသောအစိုးရဌာနများနှင့်ပတ်သက်၍နေပြည်တော်ကောင်စီနေမြေရှိထိခိုက်မှုဖြစ်ပေါ်ခဲ့သည့်အဆောက်အုံများအနက်ဖို့မြေပေါ်တွင်တိစောက်ထားသည့်အဆောက်အုံများမှပုံမထိခိုက်ပျက်စီးသည်ကိုတွေ့ရကြောင်းထို့ကြောင့်ရုံအဆောက်အုံများပြန်လည်တည်ဆောက်ရရင်မြေဆန်းသတ်မှုများဆောင်ရွက်ပေးမှသာအသည့်တည်ဆောက်ခြင်းနှင့်ပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တွက်ချက်၍ရသည့်ငလင်ကျော်ပေါ်တွင်တည်ရှိနေသည့်အဆောက်အုံများကိုပြောင်းရွှေ့နေရချထားရတဲ့ဆောင်ရွက်သွားရင်လိုကြောင်းမင်းအောင်လိုင်ကဆိုသည်နေပြည်တော်ဝန်ထမ်းအင်အားများကိုလည်းပြင်လဲတိဆောက်ရာတွင်ငလင်ပြင်းအရစ်ချက်စတာစ်ကရှစ်တိခံနိုင်သည့်အဆောက်အုံများဖြစ်အောင်ဆောင်ရွက်သွားရမည်မင်းအောင်လိုင်ကဆက်လက်ပြောဆိုထားသည်လက်တလုံး6လအတွင်းပြင်လဲတိဆောက်မိဝင်ကြီးဌာနယုံတို့ကိုရန်ကုန်မြို့သို့ရှားရပြောင်းရွှေ့နေပြီး ပြောင်းရွှေ့သည့်ရုံများတဲ့နိုင်ငံခြားရေးလူဝင်မှုကြီးကြပ်ရေးအလုံသမားရေးအပါအဝင်ရုံချုပ်ပအဝင်ကြောင်းနန်းစီရင်ဝန်ထမ်းများထံမှသိရှိရသည့်အနာရှင်ဟောင်းတန်ရွှေကနေပြည်တော်ကို2005ခုနှစ်နိုဝင်ဘာလ6ရက်တွင်ပြောင်းရွှေ့ခဲ့ပြီး2006ခုနှစ်မတ်လ29ရက်နေ့တွင်နေပြည်တော်သို့အမည်ဖြင့်တရားဝင်မြို့တော်အသစ်ဖြစ်ကျင်းညာသတ်မှတ်ခဲ့ခြင်းဖြစ်သည် ဆလဘေးလေးချောင်းတိုက်ခိုက်မှုတွေရက်ဆိုင်မှုမြန်မာစစ်ကောင်စီကိုနော်ဝေတောင်းဆိုဆွေးနွေးတဲ့ငတ်တင်ဆက်ပေးပါမယ်ရှင်မြန်မာနိုင်ငံမှာမြေငလင်းဘေးတဲ့ပြည်သူတွေအတွက်လွန်စွာစိတ်မကောင်းဖြစ်ရပြီးယခုအချိန်ကိုအကြမ်းဖက်မှုတွေရက်တန်ရေးနဲ့အသက်ရှင်ကြံသူတွေကိုကယ်ဆယ်ရေးပစ္စည်းတွေထောက်ပံ့ရေးအသုံးချနိုင်မှုမျှော်လင့်ကြောင်းနော်ဝေနိုင်ငံသားဝန်ကြီး SPB ED ကပြောဆိုသည် မြန်မာနှစ်သက်ကိုသင်ချန်ကာလာဟာအသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ငလျင်ပေးတဲ့သူတွေကိုကူညီဖို့အချိန်ဖြစ်တယ်လို့သူကထုတ်ပြန်ချက်တစ်ခုအတွင်းပြောပါရယ်။ရှာအပြက်ခက်ရက်စဲမှုကျင်းညာတာကိုကြိုဆိုပြီးအပြက်ခက်ရက်စဲမှုမလုံဆောင်ရသေးတဲ့လက်နက်ကိုင်အဖွဲ့တွေကိုအပြက်ခက်ရက်စဲမှုကျင်းညာဖို့သူကတောင်းဆိုပါရယ်။မြန်မာနိုင်ငံတွင်လူသားချင်းစာနာမှုအကူအညီဟန်တာမရှိပေးရခွင့်ပြုဖို့ Aspen Bank ED ကတောင်းဆိုခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့အကြမ်းဖက်မှုတွေရက်ဆိုင်မှုစက်ကောင်စီနဲ့လက်နက်ကိုင်အဖွဲ့တွေကိုတိုက်တွန်းလိုက်ပါရယ်။လူသားချင်းစာ ာနာမှုအကူအညီပေးရမှုအစဉ်ပြေချုံးမွေးရေးအကြံဖတ်မှုတွေရက်ဆိုင်မှုတောင်းဆိုမှုနဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်2669နဲ့အညီမြန်မာနိုင်ငံရှိသက်ဆိုင်သူတွေကြောင့်အလုံးပါဝင်သောတွဲဆောင်ဆွေးနွေးမှုပြုလုပ်ရေးအာဆီယံအဖွဲ့နဲ့ကုလသမဂ္ဂရဲ့ကြိုးပမ်းမှုတွေကိုအပြေအဝထောက်ခံနေလို့သူကဆိုပါတယ်မြန်မာနိုင်ငံရှိသက်ဆိုင်သူတွေကြောင့်တွဲဆောင်ဆွေးနွေးရေးမှာကုညီလိုတဲ့ဆန္ဒရှိတယ်လို့လည်း၎င်းကဆက်ပြောပါတယ်ရှိခိုးဆက်လက်တင်ပြပေးမယ့်တဲ့ရင်ကြောင်းရကတော့ ကရင်ပြည်နယ်ကော့ဂရိတ်နယ်ကျုံတို့ဒေသမှာနှစ်ဖက်တိုက်ဝဲဆက်လက်ပြင်းထန်နေဆိုတဲ့သတင်းပဲဖြစ်ပါရှင်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့မြောက်ဘက်ပိုင်းနဲ့ကျုံတို့ကော့ဂရိတ်အာရှာလန်တရှာမှာ KNL ဦးဆောင်တဲ့တော်လင်းအင်အားစုအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ကြားနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့နေမြေကန်သတင်းရင်းမြစ်စီကသိရပါဗျ။တကြံကြာနေကြတဲ့ကစတင်ခဲ့တဲ့ကော့ဂရိတ်မြောက်ပိုင်းမြပိုင်းရွာကစစ်ကောင်စီတပ်ရဲ့ရင်ခွဲတောင်စခန်းအနီးတဝိုင်းနဲ့ကျုံတို့မြို့အနီးကျုံတို့ကော့ဂရိတ်အာရှာလန်တရှာကခြေရွာတွေမှာ KNL ဦးဆောင်တဲ့တော်လင်းအင်အားစု ဖွဲ့ရင်းနဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ဝဲပြင်းထန်ဖြစ်ပွားခဲ့တာပါဧပြီလ14ရက်နေ့ကစတင်ခဲ့တဲ့ကော့ဂရိတ်မြောက်ပိုင်းရှင်ခွဲတောင်စကန်တဝိုင်းနဲ့ကျုံနုကော့ဂရိတ်အာရှလန်တခြားကတိုက်ပွဲတွေဟာဧပြီလ18ရက်နေ့ထိရောက်လာတဲ့အခါနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေဖြစ်ပြီး စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးဒရုန်းတွေအသုံးပြုကကြေးရွာတွေအပေါ်ဥတီပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။တကြံကာလာတွင်ဂျုံတို့မြို့အနီးကြေးရွာတွေနဲ့ဂျုံတို့ကော့ဂရိတ်အာရှာလန်တခြားကကြေးရွာတွေဖြစ်ကြတဲ့လေးတိုင်းနွားချန်ကုန်၊ငါးတိုင်းအင်းကြီး၊ကော်ဝါလေ၊အုံတပင်ကန်းနီ၊တရတော်ရေဘူးစတဲ့ကြေးရွာတွေနဲ့ ကော့ဂရိတ်မြောက်ပိုင်းမြပရိုင်ရောင်ကော့ကလောင်ရောင်ကော့ဂရိတ်တောင်ပိုင်းကြိုက်တလန်လမ်းပါ33စုတောက်ပြန်စားတဲ့ကြေးရွာတွေကိုစစ်ကောင်စီတပ်ကနှင်းစင်စတိုက်ပုံကျဲချတိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီတပ်ရဲ့လေရင်ပုံကျဲတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုဒရုန်းပစ်ချတိုက်ခိုက်မှုတွေကြောင့်တကြံကာလအတွင်းမှာဂျုံတို့မြို့အနီးနားကြေးရွာတွေကကိုဝန်ဆောင်ကလေးနဲ့လူကြီးတွေအပါအဝင် ဒေသခံပြည်သူ20နေပါသေဆုံးသွားခဲ့ပြီး22ဦးထပ်မံထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့နေမြေကန်သတင်းရှင်းမြစ်တွေနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဆိုထားပါတယ်။နှစ်ဖက်တိုက်ပွဲတွေနဲ့ဒုစစ်ကောင်စီတရဲလေးချောင်းတိုက်ခိုက်တာတွေကြောင့်ဒေသခံအရက်သားပြည်သူအများပြားဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်ရှောင်နေကြရပြီးတချို့ရွာတွေထဲမှာလည်းအရက်သားတွေထွက်ခွဲမရဘဲပိတ်မိနေတာတွေရှိနေတယ်လို့သိရပါတယ်။လက်ရှိနေရဆုံခွာထွက်ပြေးတိမ်ရှောင်နေကြရတဲ့စစ်ဘေးအသင့်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေလိုအပ်လျက်ရှိနေတယ်လို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နယ်မြေတွေကကြေးရွာတွေမှာပိတ်မိထွက်ခွင့်မရတဲ့ပြည်သူတွေအပေါ်ကိုညီကဲဆဲထုတ်ပေးနိုင်မှုလိုအပ်တယ်လို့လည်းဒေသခံတွေကဆိုပါတယ်။လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ကျုံတို့မြို့အနီးအနားတဝိုက်ကကြေးရွာတွေမှာဧပြီလ16ရက်နေ့မနက်ပိုင်းကစပြီးဖုန်းလိုင်းပြတ်တောက်တာတွေဖြစ်ပေါ်နေခဲ့ကကျုံတို့မြို့ပေါ်မှာသာဖုန်းလိုင်းရရှိတော်တာဖြစ်တယ်လို့လည်းဒေသခံတွေကအသိပေးထားပါတယ်။တပတ်နေပါကြာလာတဲ့ကော့ဂရိတ်ကျုံတို့တိုက်ပွဲတွင်စစ်ကောင်စီတပ်ကဝေဟင်ကနေလင်းရင်နဲ့နေစဉ်ရက်ဆက်ပုံကျဲတိုက်ခိုက်နေတယ်လို့မြေပြင်ကနေလည်းတိုက် အင်အားဖြည့်စည်တာတွေလှုပ်ဆောင်နေတယ်လို့အနေမြေကန်သတင်းရင်းမြစ်တွေဆီကသိရှိရပါတယ်။ရခုဆက်လက်ပြီးနစ်ဆန် DNA ကစတင်ကညမတရမိတ်ဈေးညာပြီးခန်းစစ်ပြင်ဆင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းအွန်လိုင်းမြို့နယ်ရွှေဘန်တော်တိုင်နယ်ရွှေဘန်တော်ကြီးကျေးရွာကိုစစ်ကောင်စီကအရေးပေါ်ညမတရအမိန်ကိုဧပြီလ18ရက်နေ့နစ်ဆန် DNA ကစတင်ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ဧပြီလ18ရက်နစ်ဆန် DNA ကစရွှေဘန်တော်ကြီးရွာကိုည7:00နာရီမှမနက်9:00နာရီထိညမတရအမိန်ကိုကျင်းညာခဲ့တယ်လို့သိရပါတယ်။ ရွာပြင်ကအိမ်တွေတဲတွေကိုရွာတွေဝင်နေဖို့ပြောတယ်တခုခုဖြစ်ရင်တောင်းမယိုးဘူးအပြင်လူရွာတွေအဝင်မခံတော့ဘူးရွာပတ်လဲမှလဲတက်ကအင်အားတွေချပြီးဒရုန်းနဲ့ပတ်နေတယ်လို့အောင်လန်ဒေတာကန်တူကမျိုးတော်ကိုပြောပါတယ်စစ်ကောင်စီကရွှေဘန်တော်ကြီးရွာကိုအခြေကုပ်ယူပြီးအနီးတစ်ဝိုက်ကကြေးရွာတွေမှာဒေတာကန်ပြည်သူကောက်ရီတက်တွေရောက်နေတယ်လို့ကြားတဲ့ရွာကိုရွှေဘန်တော်ကြီးရွာကနေလက်နက်ကြီးနဲ့ရန်တမ်းပြက်ခတ်နေတယ်လို့သိရပါတယ် အဝင်ထွက်ပိတ်ပြီးခန်းဆက်ပုံစံပြင်နေတာမနက်ပဲထွက်လို့ရမယ်တခြားကိုစေကန်းပြဖို့သွားခြင်းရင်အုတ်ချုပ်ရေးမှုခွင့်ပြုချန်နယ်မှာရမယ်အပြင်ကကုံငါးတွေအဝင်မခံတော့ဘူးကိုရွာကကားလေးအပြင်အထွက်မခံတော့ဘူးလို့ဒေသခံသူကမျိုးတော်ကိုပြောပါတယ်ဧပြီလ17ရက်နေ့ကစတင်ကစကောင်းစီကရွှေဘန်တော်တိုက်နယ်တွေကရွာတွေမှာပြည်သူ့ကော်ရီတပ်တွေရောက်နေတယ်ဆိုတဲ့သတင်းကြောင့်လက်နက်ကြီးရန်တမ်းပစ်ခတ်ကအခုလိုခန်းစစ်တွေလုပ်နေတာပဲဖြစ်ပါတယ်